င်္ဂလာပါရှင်။ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်စီကမူဝါဒအပြောင်းလဲပြုလုပ်လိုက်တဲ့အတွက်73စီနဲ့စောင်းစီတွေပုံမရှားပါလာတော့မှဖြစ်ပြီးလက်ရှိမှာစေဝါတွေပြက်လက်နေပါတယ်။ပဲခူးနဲ့မွန်တို့မှာဩဂတ်စအတွင်းတိုက်ပွဲ32ကြိမ်ဖြစ်ပါပြီ။စစ်သား140ဦးတည်သွားကလက်လက်မျိုးစုံ30ကျော်ကိုတင်ဆက်ရရှိတဲ့သတင်းပါဝင်။နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတက်ဆက်ပေးချင်တဲ့တဲ့တဲ့ဘုတ်ကတော့အကြက်ဖက်စစ်ကောင်စီကမူဝါဒအပြောင်းလဲပြုတ်လိုက်တဲ့အတွက်စက်သုံးစီနဲ့စောင်းစီတွေပုံမိုရှားပါလာတော့မှာဖြစ်ပြီးလက်ရှိမှာစေဝါတွေပြက်လက်နေရလို့သိရှိရပါတယ်မြန်မာနိုင်ငံအတွင်းစက်သုံးစီနဲ့စောင်းစီတင်သွင်းမှုတွေကိုပုံကုန်ရငွေ export and in ရှိမှသာတင်သွင်းခွင့်ပြုရန်အတွက်စစ်ကောင်စီကမူဝါဒကိုပြောင်းလဲလိုက်ပြီး ပို့ကုန်ရငွေလုံလောက်စွာရရှိတဲ့ကာလအထိလိုအပ်တဲ့နိုင်ငံခြားငွေဒေါ်လာတွေကိုစစ်ကောင်စီကအကန့်အသတ်နဲ့ရောင်းချပေးသွားမှာလည်းဖြစ်ပါတယ်။ဂျပန်စစ်ကောင်စီရဲ့နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအစည်းအဝေးအမှတ်69မြန်ဆောင်2024ကအခုလိုဆုံးဖြတ်လိုက်တာဖြစ်ပြီးနောက်ပိုင်းမှာပြည်ရင်းကို73စီနဲ့စောင်းစီတင်သွင်းမှုလျှော့ချရန်အတွက် ပို့ကုန်ရငွေရှိမှသာ73စီနဲ့စောင်းစီကိုတင်သွင်းခွင့်ပြုမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။နောက်ပိုင်းမှာပို့ကုန်ရငွေရှိမှသွင်းကုန်သွင်းတာလက်ခံမှာဖြစ်တဲ့အတွက်ရှားပါတဲ့ခစ်ကိုပြန်သွန်းနေပြီလို့ပြောလို့ရပြီးပြည်တွင်းမှာလည်းအတောင်ထုတ်နိုင်တာမဟုတ်တဲ့အတွက်ကြောင့်ပိုမိုခက်ခဲလာမဲ့သဘောဖြစ်ကဒေါ်လာဟာလေရေရှည်မှာပိုမိုရှားပါလာမဲ့သဘောဖြစ်လေလို့ရမဲစီစီအိုင်က စီးပွားရေးလုပ်ငန်းရှင်တို့ကသုံးသပ်ပြောဆိုလိုက်ပါတယ်။လက်ရှိမှာစစ်ကောင်စီက73စီတွေကိုအကန့်အသတ်နဲ့ရောင်းချနေတာဖြစ်ပြီး73စီတင်သွင်းမှုတွေကိုရှော့ချနိုင်ရေးအတွက်စီးပွားရေးခွင့်စမတ်ကတ်စနစ်ကိုမကြာမီမှာတနိုင်ငံလုံးမှာစတင်ကျင်ညာတော့မှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ စီဝဲယူခင်စမတ်ကတ်စနစ်စတင်ရင်မြန်မာနိုင်ငံကို73စီတည်သွင်းမှုကို3ပုံတပုံခန့်စစ်ကောင်စီက short ချသွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်တော်မှာစောင်းစီကိုလည်းစီထုတ်ယူခွင့်စောင်းတူနဲ့တာရောင်းချပေးနေတာဖြစ်ပြီးစောင်းစီတည်သွင်းမှုတစ်နှစ်ကိုအမေရိကန်ဒေါ်လာတန်း600ကိုထောက်ဝက်ကျော်အမေရိကန်ဒေါ်လာတန်း300ဝန်းကျင်ထိ short ချရန်ဥတီလှုပ်ဆောင်နေရဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ မွန်ပြည်နယ်သတင်းတပောက်ကိုတက်ဆက်ပေးကြပါရစေ။မွန်ပြည်နယ်မော်လမြိုင်မြို့နယ်ဟင်းစဲဒေသအခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ရေတပ်မှ တောင်ဝန်ထမ်းဆောင်တဲ့တက်ချက်တူဟာလက်နက်မဲ့အလင်းဝင်ရောက်လာခဲ့တယ်လို့ပြည်သူ့ကာကွယ်တပ်မတော်ရန်ကုန်တိုင်းစစ်ထနာကပြောပါရတယ်။တတယ်မာလာငန်းနေမှာမွန်ပြည်နယ်မော်လမြိုင်မြို့နယ်ဟင်းစဲဒေသအခြေဆိုင်အကြက်ဖက်စစ်ကောင်စီရဲ့ရေတပ်အမှတ်နှစ်ပြူဟာရေရင်စုက တက်ချက်ညီညီလွင်ဟာပြည်သူ့ကာကွယ်တပ်မတော်ရန်ကုန်တိုင်းစစ်ထနာတရင်9.3ညနှစ်ကိုဆက်သွယ်ကလက်လက်မဲ့အလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။တက်ချက်ညီညီလွင်ကိုလုံထုံးလုံနီးတွင်နေအညီစစ်စစ်လက်ခံပြီးရန်ကုန်တိုင်းစစ်ထနာချုပ်ကဂုံပြူ ုစွန့်ဝင်ချင်းမြင့်ပေးရခဲ့လို့လည်းသိရှိရပါဗါးဩဂတ်စာ16ရက်နေ့ကလည်းအကြက်ဖက်စစ်ကောင်စီရဲ့တက်မ44လောက်အောက်ခံခမရနှစ်ကတက်သားဝင်းလင်းထက်နဲ့ခလရစနစ်တရင်356ကတက်သားခွန်ကျော်ဦးတို့နှုတ်ကလည်းရန်ကုန်တိုင်းစစ်တပ်နာတရင်932ကိုဆက်သွယ်ကလက်နက်မဲ့အလင်းဝင်ရောက်လာတဲ့အတွက်ကြောင့်လုံထုံးလုံနည်းနဲ့အညီစစ်စစ်လက်ခံကဂုံပြုစွန့်ဝင်ကိုချင်းမြင့်ပေးရခဲ့လို့လည်းသိရပါရဲ့ရှင် ဒီတစ်ခါမှာတော့ကျမ်းပတ်စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့်အသွင်ပြောင်းခဲ့ရတဲ့စင်ကြော့ဌာနပြည်သူ့စစ်တပ်ဖွဲ့ဟာ SSPP SSA နဲ့ပြန်လည်ပူးပေါင်းခဲ့လို့သိရပါဗျ။မွန်ရီတပ်ဖွဲ့အစီမှာတာဝန်ထမ်းဆောင်မှုပြန်လည်ရောက်ရှိလာတဲ့ စင်ကြော့ထာနေပြည်သူစစ်တွေကိုစတင်မာလာ9နဲ့မနေ့ပိုင်းချိန်မှာရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော် SSPB SSA ကဦးဆောင်ပြီးဝမ်ဟိုင်းဌာနချုပ်မှာဝမ်မြောက်စွာကြိုဆိုခဲ့တာဖြစ်ပြီးအခမ်းအနားကိုကျင်းပပေးခဲ့လို့လည်းသိရပါတယ်အခမ်းအနားမှာ SSPB SSA နိုင်ရကတဲ့ဘိုးချုပ်ကြီးစေတင်ကအခမ်းအနားအဖွဲ့မှစကားကိုပြောကြားခဲ့ပါတယ်စင်ကြော့ပြည်သူစစ်ဥက္ကဋ္ဌဘိုးချုပ်ကြီးရွမ်မောင်းကလည်း2010ခုနှစ်ကအကြောင်းမျိုးမျိုးကြောင့် SSA တက်မ3ကနေစင်ကြော့ပြည်သူစစ်ဖြစ်ပြ ြောင်းလဲခဲ့ရတဲ့အကြောင်းပြောဆိုခဲ့ပြီးလက်ရှိအချိန်ကစတင်ကစင်ကြော့ဌာနပြည်သူ့စစ်ကောင်စီရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော်ဖြစ်သတ်မှတ်အတည်ပြုလိုက်ပြီဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။မွန်ရင်တဖွဲ့အစီမှာတာဝန်ထမ်းဆောင်ဖို့ပြန်လဲရောက်ရှိလာကြတယ်။စင်ကြော့ဌာနပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို SSPB SSA ကစုတော်ငွေကျပ်300ကျော်ကိုချင်းမြင့်ပေးအပ်ခဲ့လို့လည်းသိရပါတယ်။စင်ကြော့ဌာနပြည်သူ့စစ်တပ်ဖွဲ့ဟာ2020ခုနှစ်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ဖိအားပေးမှုကြောင့် မလွဲမရှောင်တာပဲရှမ်းပြည်တက်မတော် SSA ကနေတက်မတော်လောက်ခံစင်ကြော့ထားနေပြည်သူစစ်ပြည်အသွင်ပြောင်းခက်ရတဲ့တော်လန်တက်ဖွဲ့ဖြစ်တယ်လို့လည်း SSPB SSA ကထုတ်ပြန်ထားပါရဲ့ရှင်ဒီတစ်ခါမှာတော့ ပြည်သူ့ကာကွယ်တပ်မတော် PDF တောင်ပိုင်းစစ်တပ်သားအမှတ်နဲ့စစ်တပ်သားခွဲကုကဲမှုအောက်ကတပ်တွေလှုပ်ရှားတဲ့ဗကိုတန်းမွန်ပြည်နယ်အပါအဝင်မြို့နယ်ပေါင်း20မှာဩဂတ်စ်လအတွင်းတိုက်ပွဲ32ကြိမ်ဖြစ်ပွားပြီးစစ်သား140ဦးသေသွားကလက်နက်မျိုးစုံ30ကျုပ်ကိုတိုက်ဆရရှိခဲ့လို့အမှတ်နဲ့စစ်တပ်သားခွဲကပြောပါတယ်။ဩဂတ်စ်လ1ရက်နေ့ကနေ31ရက်နေ့ထိအကြမ်းဖက်တပ်ဖွဲ့ဝင်65ဦးဟာလည်းထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။ဒါအပြင်လက်နက်မျိုးစုံအလက်30ကိုလည်းတိုက်ဆရရှိခဲ့ ယ်လို့တောင်ပိုင်းစစ်တေသအမှတ်နဲ့စစ်တေသခွဲက ပြောပါတယ်။အဲဒီတိုက်ခိုက်မှုတွေကို တောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသကွယ်ကုကဲမှုအောက်ကပြည်သူ့ကာကွယ်တပ်မတော် PDF တရင်တပ်ဖွဲ့တွေဒေသဆိုင်ရာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေနဲ့မဟာမိတ်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNU KNL တပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်မတော် PDF ကရဲဘော်တို့ဟာစစ်ဆုံးခဲ့ရပြီး၄ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်လက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့အရက်သားပြည်သူ၁၈ဦးဟာသေဆုံးခဲ့ရကာ 36ဦးထိခိုက်ဒဏ်ရာရှိခဲ့လို့အမှတ်နဲ့စစ်တပ်သားကွဲကထုတ်ပြန်ထားပါတယ်ရှင်။ရှမ်းပြည်နယ်တိုင်းတစ်ပုတ်ကိုတက်ဆက်ပေးကြပါရစေ။ရှမ်းပြည်မြောက်ပိုင်းတရမ်းမြို့မြောက်ပိုင်းကိုဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ဇရယ်လအတွင်းမှာဝင်ရောက်သိမ့်ပိုက်ပြီးတဲ့နောက်မှာတန်လွင်မြစ်မှာတရုတ်ရေကာတာစီမံကိန်းတွေကိုဆောင်ရွက်ဖို့အတွက်လမ်းခင်းနေတာကြောင့်တန်ရန်ပြည်သူတွေဟာစိုးရိမ်ပူပန်နေကြတယ်လို့ Shanghai Frontline Investment Monitor ကသတင်းထုတ်ပြန်လိုက်ပါတယ်။တန်လွင်မြစ်ပေါ်မှာတရုတ်ကလှုပ်ဆောင်ရန်ရှိနေတယ်။နောင်ဖာရေကာတာစီမံကိန်းနဲ့ပတ်သက်ပြီးဒေသပြည်သူတွေရဲ့စိုးရိမ်ပူပန်ရတဲ့အချက်မှာ ဆဲရေလောင်ကန်တွင်ရေလေးစင်ကြောင့်မြင်းကလေးအန္တရာယ်ဖြစ်ပေါ်နိုင်တဲ့အချက်လဲပါဝင်နေပါတယ်။ရှမ်းပြည်အရှိမြောက်ပိုင်းဟာငလင်လှုပ်ခတ်မှုအများဆုံးဖြစ်တတ်တဲ့နေရာဖြစ်ပြီးရေကာတာနေရာဟာလည်းများပြားတဲ့ပြည့်ရည်ကျော်တဲ့ဤမှာတည်ရှိနေရလို့ပဲဆိုပါရတယ်။၎င်းလေကုကင်းတဲ့တရုတ်အစိုးရဟာတရုတ်ပြည်တွင် တလွင်မြစ်ပေါ်မှာတိဆောက်မဲ့ရေကရာစီမံကိန်း73ခုကိုဆိုင်းငံ့ခဲ့ရတဲ့အဓိက အကြောင်းရင်းမှာမြေငလင်အန္တရာယ်ကြောင့်ဖြစ်ပြီးမြစ်ကြောင်းမှာအဓိကပြည့်ပြည့်ကျော်တွေနဲ့အပြိုင်စစ်စစ်နေတာကြောင့် ်အခုလိုဖြစ်ပွားရတာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။အဲလိုငလင်းအန်လင်းရဲ့ပြင်ရေကြီးရေရှမ်းမှုတွေကြောင့်ဆေးရည်တွေရုတ်တရက်စွန့်ထုတ်ရင် မြေောက်ပိုင်းမှာရေလွှမ်းမိုးမှုအန်လျေဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့်ဒေသခံတွေကစိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။နောင်ပါရေဂါတာကိုတန်လျင်မြစ်ပေါ်မှာတရုတ်ကုမ္ပဏီတွေကတည်ဆောက်ဖို့အတွက်စီစဉ်ထားတဲ့ရေဂါတာတွေနဲ့ရှမ်းပြည်အတွင်းမှာအကြီးဆုံးတစ်ခုဖြစ်က နှစ်ပေါင်းများစွာကတည်းကတန်လင်းမြစ်တလျှောက်မှာဒေသခံပြည်သူတွေရဲ့လူမှုအတိုင်ဝန်းတွေရက်ပက်အဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေနဲ့လက်လက်ကန်တော်လှန်တပ်ဖွဲ့တွေကဒီစီမံကိန်းကိုစတင်ခဲ့တာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာအကြက်ဖက်စစ်တပ်တွေအလုတ်လုတ်ပေးနေသူနှစ်ဦးကို ဝင်ရောက်ဖမ်းဆီးစဉ်အတွင်းမှာနှစ်ဦးစလုံးဟာလွတ်မြောက်သွားခဲ့ပြီးတန်ခွန်ရရင်နဲ့ဆိုင်ကယ်တို့ကိုတင်ဆက်ရရှိခဲ့လို့ပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြပြပါဗျ။ဩဂန်စာ30နဲ့ည9နိုင်လောက်ကပသိမ်ကြီးမြို့နယ်မှာအကြက်ပဲစစ်တပ်တွေအလုလုပေးနေတဲ့ကျွန်းစင်ရွာသားညီလွင်ကိုပသိမ်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေအိမ်မှာဝင်ရောက်ဖမ်းဆီးစဉ်မှာ ်ခုခံထွက်ပြေးတော့တဲ့အတွက်ပြစ်ခတ်ဖမ်းဆီးရကနေတနက်ကြီးထိမှန်ပေးမယ်လေထွက်ပြေးလွတ်မြောက်သွားခဲ့လို့သိရပါတယ်ညီလွင်ပိုင်ဆိုင်တဲ့တန်ခွန်ရီနဲ့စံကတစည်းကိုတင်းဆဲနိုင်ခဲ့လို့လည်းသိရပါတယ်ညီလွင်ဆိုသူဟာ ERI မြစ်တွင်းမှာအကြမ်းဖက်တသားတွေကင်းလဲ့ရာမှာကူညီပေးနေတာဖြစ်တယ်လို့အကြမ်းဖက်စစ်တပ်ကပြည်သူပိုင်ပစ္စည်းတွေခိုးယူလူရဲလာရင်လည်းကူညီတယ်ဆောင်ပေးနေတာဖြစ်ပြီးညီလွင်ပိုင်ဆိုင်တဲ့တန်ကုန်ရင်နဲ့အကြက်ပဲစစ်တပ်ကိုလိုက်ပါပို့ဆောင်နေကမင်းကို အထက်ပိုင်း ARR မြို့ချောက် ကျေးရွာတွေကပြည်သူလူထုကိုဒုက္ခပေးနေသူလည်းဖြစ်တယ်လို့အသိကြီးမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ပကဖတောင်ဝရှိသူတို့ကပြပြပါရယ်လာလူအိတ်နေညပိုင်းမှာလဲအကြက်ဖက်စစ်တပ်ကလက်နက်ပေးအပ်ထားတဲ့ကျွန်းစင်ရွာအုပ်ချုပ်ရေးမှုတိန့်စုကိုထပ်မံဝင်ရောက်ဖမ်းဆီးရမှာနေမှာမရှိတဲ့အတွက်ကြောင့်သူ့ရဲ့သားဖြစ်သူကိုစစ်ဆေးမေးမြန်းခဲ့လို့လည်းသိရပါရယ်ရှင်ဟုတ်ကဲ့ပါရှင်။နောက်တော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါရှင်။ကျေးမာများပါ။